ားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဆေးပညာရဲ့နောက်ဆုံး update သတင်းလေးတစ်ခုပြောပြပေးချင်ပါတယ်အဲ့ဒါပါလဲဆိုတော့ HIV ပိုးကိုကာကွယ်ဖို့အတွက်ကာကွယ်ဆေးထိုးလို့ရပြီဆိုတာလေးပေါ့နော် အဲဒီ6လပိုင်း19ရက်နေ့ကပေါ့နော်အမေရိကန်နိုင်ငံ FDA ကနေပြီးတော့မှခွင့်ပြုချက်ပေးလိုက်တဲ့ဆေးလေးတစ်မျိုးရှိတယ်။အဲသူ့နာမည်က Alina Capabia လို့ခေါ်တယ်။အဲ Gilead Science ဆိုတဲ့ကုမ္ပဏီကနေထုတ်ထားတာပေါ့နော်။ဒီဆေးကို HIV ပိုးကာကွယ်ဖို့အတွက်ထိုးဖို့ပေါ့နော်။အဲအသုံးပြုဖို့အတွက်ခွင့်ပြုချက်ပေးလိုက်တယ်။သူက6လနေမှာတစ်ခါပဲထိုးရတယ်။တစ်နှစ်လုံးကိုဆေးနှစ်ခါပဲထိုးရပေါ့နော်။အဲ့တော့သူကအဲတကယ်တကယ်တော့ antivirus ပေါ့နော် antivirus ဆိုရယ် virus protector ဆေးအုပ်စုရမှာပါတယ်ဒါပေမဲ့ဘာလို့ကာကွယ်ဆေ ေးလို့ပြောတာလဲဆိုတော့ဒီဒီဆေးက HIV ပိုးရဲ့သူရဲ့အခွန်ပေါ့နော်အခွန်ကိုတားဆီးရဲ့အရှင်ရှိတယ်။ဆိုတော့အခွန် HIV ပိုးကလူရဲ့ကိုယ်ရဲ့ကိုဝင်တော့မယ်ဆိုလို့ရှိရင်သူရဲ့အခွန်ချွတ်ချွတ်ပြီးသွားတဲ့အခါကျတော့မှဒီမျိုးဗီဇာ RNA နဲ့ပေါင်းဆက်ပြီးတော့မှမျိုးပွားရတယ်။ဆိုတော့သူအခွန်ချွတ်လို့မရအောင်လို့ဒီဆေးကတားလိုက်တယ်။ Cassive Inhibitor လို့ခေါ်တယ်။ဆိုတော့အဲဒီ Cassive Inhibitor ရဲ့အရှင်ရောသူက အကွန်ထရိုးလို့မရတော့ဘူးမျိုးပွားလို့မရတော့ဘူးဆိုတော့ကိုကိုယ်ရဲဝင်လာရင်တော့ကုလို့မရတော့ဘူးပေါ့နော်ဆိုတော့သူတို့လေးလာထားတာကလူတရားမှာတရားလုံးမကုဆက်ဘူးလို့တော့ပြောတယ်ပေါ့နော်ဒါပေမဲ့ကိုခွင့်မချက်ရသွားပြီဆိုတော့လူတွေအများကြီးနဲ့ထပ်ဆန်းတိုက်ရင်တော့အဖြစ်ဘယ်လိုဖြစ်မလဲမသိဘူးပေါ့နော်အဲလောလောဆယ်ထိတော့ကုန်ကြစေကသူကအဲတလောက်စေးတစ်ခါထိုးမယ်ဆိုရင်ဒေါ်လာ2500လို့ပြောတယ်ဆိုတော့ဈေးနှုန်းကတော့နည်းနည်းလက်လက်မမီတဲ့အဆင့်ပေါ့နော်တဖြည်းဖြည်းနဲ့တော့ဈေးသက်သာတွေပေါ်လာမယ်လို့မျှော်လင့်လို့ရပါတယ်ဆိုတော့ကျွန်တော်တို့ ဒီ AI ပြီလို့ခေါ်တဲ့နေ့တိုင်းတောက်ရတဲ့တောက်ဆေးတော့ရှိတယ်။ဆိုတော့အဲသူကဆေးမေးသွားတယ်ဘာလို့ဆိုတော့စိတ်ချအောင်ပေါ့နော်။ဒီကောင်ကကျတော့ထိုးဆေးဆိုတော့ဆေးထိုးထားပြီးတော့လို့ရှိရင်6လအထိအနည်းတင်ရှိတယ်ဒီဆေးက။ဒီမှာရဲ့ HMB ကကာကွယ်ဖို့အတွက်အနည်းဆက်ဆုံးကာကွယ်ဆေးတစ်မျိုးလို့ပြောလို့ရတာပေါ့နော်။ဆိုတော့အဲဒါလေးကတော့စေပညာရဲ့နောက်ဆုံး update လေးဖြစ်ပါတယ်ဆိုတော့အဲမိကျင်နာရေးပြင်နာရေးရှိလို့ရှင်လဲ comment မှာမေးထားခဲ့လို့ရပါတယ်เนาะ